ါရှင်ကျမတို့ငုခတ်တာပါ DV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။တရုတ်မြန်မာနယ်စပ်ကနေတရုတ်ဘက်ကိုဝင်ရောက်လာသူတွေအတွက်ဆိုက်ရောက်ကတ် arrival card ဆိုက်ရွက်အစားနိုဝင်ဘာလ22ရက်နေ့ကစပြီး QR code စနစ်ပြန်လည်စတင်ကျင့်သုံးဖို့တရုတ်နယ်စပ်လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေကအသိပေးပြောကြားထားပါဗျ။ တရုတ်နိုင်ငံနဲ့ဝင်ရောက်လာသူနိုင်ငံသားတွေအနေနဲ့ဆာရောက်ကအတွက်အချက်လက်တွေကိုဆာရွက်နဲ့မဖြည့်သွင်းရတော့ဘဲနဲ့ဖုန်းနဲ့ QR code ကို scan ဖတ်ပြီး online ကနေအချက်လက်ဖြည့်သွင်းလို့ရမယ်လို့အသိပေးထားပါတယ်။ဒါပေမဲ့အဲဒီစနစ်ကိုနေဆက်ဖြတ်ကျော်သွားလာခွင့်စာအုပ်အသစ်ကင်ဆောင်ထားသူတွေပဲကျင့်သုံးရမှာဖြစ်ပြီးစာအုပ်အဟောင်းကင်ဆောင်ထားသူတွေကျင့်သုံးဖို့မလိုဘူးလို့နေဆက်ဒေတာခန်မျိုးသမီးတယောက်ကပြောပြပါတယ်။ဒါပေမဲ့စာအုပ်အဟောင်းကင်ထားသူတွေဆာရောက်ကဆာရွက်ပျောက်ဆုံးသူတွေကိုတော့ QR လုပ်ဖို့လိုအပ်တယ်လို့သိရပါတယ်။ ါတယ်။ဒါ့အပြင်ဖုန်းမသုံးတတ်တဲ့တက်ကြီးရွယ်တွေကိုလည်းကင်းလုတ်ခွင့်ပေးထားတယ်လို့သိရပါတယ်။အဲ့ဒီ arrival QR code စနစ်ကို2023ခုနှစ်နိုဝင်ဘာလ30ရက်နေ့ကစပြီးမူဆယ်နေဆက်ဂိတ်အပအဝင်နေရာတချို့မှာစမ်းသပ်အသုံးပြုနေခဲ့ပါတယ်ရှင်။မိုးကုံမြို့နယ်14မိုင်ဝန်းကျင်အကွာကရှမ်းလန်းစုံမှာစစ်ကောင်စီတပ်တွေရောက်ရှိနေပြီလို့မိုးကုံတပိတ်ခေါင်းဆောင်ကပြောပါရယ် မိုးကုံမျိုးကို တော်လိုင်းအင်အားစုတွေလက်လွတ်လိုက်ရမယ်ဆိုရင်တော်လိုင်းရေးအပေါ်ဘာတွေထိခိုက်လာနိုင်လဲဆိုတော့တုတ္တချမ်းသာကတင်ဆက်ပေးသွားမှာပါရှင်။မိုးကုံမျိုးနဲ့၁၄မိုင်ဝန်းကျင်အကွာကရှမ်းလန်းဆောင်မှာစစ်ကောင်စီတပ်တွေရောက်ရှိနေပြီလို့မိုးကုံတပိတ်ခေါင်းဆောင်ကပြောပါတယ်။မိုးကုံမျိုးကိုတော်လိုင်းအင်အားစုတွေလက်လွတ်လိုက်ရမယ်ဆိုရင်တော်လိုင်းရေးအပေါ်ဘာတွေထိခိုက်လာနိုင်လဲဆိုတော့တုတ္တချမ်းသာကတင်ဆက်ပေးသွားမှာပါရှင်။ တန်မျိုးသားလူမျိုးဤတက်မတော် DNL ကစစ်ကောင်စီနဲ့ပြည်ရပြီးမိုးကုန်းနဲ့မိုးမေးမျိုးတွေကိုလက်လွတ်မဲ့အကြောင်းအောက်တိုဘာ29ရက်နေ့မှာကြေညာထားတာပါ DNL ကစစ်ကောင်စီကိုသူတို့ကိုယ်တိုင်မိုးကုန်းမျိုးတွေခေါ်သွင်းလာမဲ့အကြောင်းဒေသတော်လှန်ရေးအားစုတွေကိုအကြည့်လင်းပြောဆိုပြီးနောက် November 1ရက်ပတ်မှာစစ်ကောင်စီတပ်တွေဟာမိုးကုန်းမျိုးနဲ့ဆက်လီမိုင်ဝင်းကျင်အကွာကရှမ်းလမ်းသူကိုရောက်ရှိလာတယ်လို့မိုးကုန်းတပိတ်ကောင်းဆောင်ကပြောပါတယ် စစ်ကောင်စီတပ်တွေဟာပြင်းဦးနယ်နောင်ချိုကြောက်မဲမိုးကိုလမ်းကြောင်းတစ်လျှောက်ကိုပြန်ဆုံမှုထားပြီးဒီလမ်းကြောင်းအတိုင်းပဲမိုးကိုမြို့ရဲကိုဝင်လာဖို့အခြေအနေရှိနေတာပါ30 31ကိုကြောက်မဲဘက်ကနေသူတို့ဝင်လာဖို့များတယ်ပေါ့ပြင်းဦးနယ်လမ်းပေါ့ဗျာအခုရှမ်းလမ်းစုံမှာတော့ TNN လေးနဲ့ခွေခွေတက်ကတော့တချမ်းစီထိုင်ပြီးတော့ခိတ်ချထားပြီးပြောတယ်အဲ့ဘက်ကနေခေါ်သွင်းလာဖို့များတယ်ပေါ့နော်အခုဒါနောက်ဆုံးသိရတဲ့တဲ့တင်ပေါ့နော် TNL လေးနဲ့ပတ်သက်တဲ့ဟာကြောက်လဲနည်းနည်း sensitive ဖြစ်တာပေါ့နော်ဟိုသူမဟာမိတ်ပြက်လို့လည်းမဖြစ်ဘူး။ NUG အစိုးရကတော့ ဥယျာဉ်မှုကိုယ်တိုင်တချို့ဟာတွေညှိနှိုင်းနေတယ်လို့လည်းအကြမ်းမင်းသိရတယ်။ဘာတွေညှိတယ်၊ဘယ်အချက်တွေညှိတယ်ပေါ့နော်။ဘလောက်ထိတောင်းမယ်ဆိုတော့ထုတ်ပြန်တာမျိုးကျွန်တော်အကြောင်းကြားတာသိပေးတာမျိုးတော့မရှိသေးဘူး။ဆိုတော့တစ်ဖက်မှာတော့ကျွန်တော်တို့ကဒီဘက်မှာတပ်ပေါင်းစုပုံစံပေါ်လာအောင်တော့ပေါ်တာဟိုကတပ်ပေါင်းစုပုံစံတော့တော်တော်ပေါ်လာပြီပေါ့နော်။အဲတခုပဲထင်နေတာကခုန ITN လေးကသူကိုယ်တိုင်ခေါ်သွင်းလာမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုတုံ့ပြန်ကြမလဲပေါ့နော်။အဲ့ဒါနည်းနည်းကျွန်တော်တို့အတွက်ဟိုစိန်ခေါ်မှုကြီးကြီးမားမားဖြစ်နေတာပေါ့။ မဟာမိတ် DNL ရဲ့ဆုံးဖြတ်ချက်အပါအဝင်မိုးကုံမြို့စေရီတည်င်းတွင်လည်းပတ်သက်ပြီးမှတ်ချက်တစ်စုံကြာပေးမှုမရှိသေးကြောင်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးရဲ့တာဝန်ရှိသူကိုအော့စမွန်က TVB ကိုပြောဆိုထားပါတယ်။ တကယ်လို့မိုးကုတ်မြို့ကိုတော်လိုင်းအရာစုတွေကလက်လွှတ်ရမယ်ဆိုရင်မြို့နယ်သူတော်လိုင်းရေးအတွက်ဝင်ငွေထောက်ပံ့ကောင်းဖြစ်စေမဲ့ကြောက်တွင်းလုပ်ငန်းတွေကိုပါလက်လွှတ်ရမှာဖြစ်တဲ့အတွက်ရုပ်ဝတ္ထုတန်ဖိုးဆုံးရှုံးမှုများလား TNL ပါဝင်မြောက်ပိုင်းမဟာမိတ်တွေနဲ့ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေရဲ့မဟာမိတ်ဆက်ဆံရေးနဲ့ယုံကြည်မှုကိုထိခိုက်နိုင်တာတမျိုးပြီးတမျိုးပြန်ပေးနေရတာဖြစ်တဲ့အတွက်ရှမ်းမန်းဆက်သွယ်ရေးလမ်းတွေအလုံးထိန်းချုပ်ခံရနိုင်ပြီးဒေသတွင်းတော်လိုင်းအရာစုတွေတက်လက်နက်ရိက္ခာနဲ့စေဝါတွေပို့ဆောင်ရေးပို့ပြီးခတ်ခဲနိုင်တာ ဒေသတွင်ပြည်သူတွေရဲ့တော်လှန်ရေးအောင်မြင်နိုင်ရေးပေါ်စိတ်ပိုင်ဆိုင်ရာအမြင်သဘောထားထိခိုက်နိုင်တာစစ်ကောင်စီရဲ့ပိတ်ဆို့မှုတွေကြောင့်ကုန်စည်နှုန်းတွေအဆမတန်တက်ပြီးစားဝတ်တွေပိုကျတဲ့နိုင်တာစားတဲ့အချက်တွေနဲ့ကနအူးကြုံတွေ့လာအပွဲရှိတယ်လို့ဒေသတွင်နိုင်ငံရေးသမားတွေကမှတ်ချက်ပြုပါတယ်စိန်ခေါ်ချက်တွေအများကြီးရှိတာလေနောက်တစ်ခုကတော့တရုတ်ရဲ့ဘန်လိုက်တဲ့ ကိစ္စပေါ့လေ။နော်အဲ့ဖိအားကလေပြဿနာရှိတယ်လေ။နိုင်ငံရေးရဖိအားနေမဟုတ်ဘဲနဲ့ဒီရုပ်ဝတ္ထုပစ္စည်းရပါဗျာ။ဒါမျိုးတွေရင်ဆိုင်ထားတဲ့အခါကျတော့လေရေရှည်ထိန်းထားနိုင်မှုဆိုတာတော်တော်ခက်ပါတယ်။မျိုးတွေရဖို့အတွက်ပေးခဲ့ရတဲ့အသက်တွေသွေးတွေချွေးတွေပေါ့ဗျာ။ DNL ဘက်ကရေးပေါ်ရီနောက်ကဒီမဟာမိတ်ရေးပေါ်ရီပေါ့နော်။အကုန်လုံးရဲ့ဘွားတွေကတော့ဝန်နေဖို့ကောင်းတာပေါ့လေ။ဒါပေမဲ့ဟိုတစ်ဖက်မှာလည်းဟိုအလဟတ်သက်တော့မဖြစ်ပါဘူး။စစ်တပ်ကပြန်သိမ်းပြီးရတာမှမဟုတ်တာဗျာ။နော်မဟုတ်တဲ့နည်းမျိုးစုံနဲ့အသုံးပြီးတော့မှပဲစစ်အနေနဲ့တိုက်ပြီးတော့ပြန်ယူတာမဟုတ်ဘူး။ ဘူးပေါ့လေလက်လက်ဆုံးရှုံးလိုက်ရတာကြီးလည်းရှိပါတယ်လူလူရဲ့စိတ်အားတက်ကြွမှုတွေလည်းဒုစုံတွေအထိခိုက်နိုင်တာပေါ့လေ impact ဖြစ်နိုင်တာပေါ့နော်လူလူရဲ့တက်ကြွမှုတွေအသက်သွေးချွေးရင်းနှီးထားရမှုတွေပုံမှန်လည်းထိခိုက်မှုတွေတော့ဖြစ်တာပေါ့အဓိကတော့အဆူစီးမပြတ်ဖို့အင်အားမပြတ်ဖို့ကပိုအရေးကြီးတာပဲလေမိုးကုံမြို့နဲ့မုံမိတ်မြို့တွေကို2024ဇူလိုင်လအတွင်းမှာ GNL နဲ့မဟာမိတ်တွေကတင်ယူခဲ့တာဖြစ်ပြီးတနည်းကြော်အကြမ်းမှာကျေးဥစိုးရရဲ့အကြောင်းဝင်ဖိအားပေးမှုကြောင့်ပြန်လည်လက်လွှတ်ရမယ့်အခြေအနေဖြစ်လာခဲ့တာပါ။ ဒီစီနီရီနဲ့ပတ်သက်ပြီး DNL ပြောရေးဆိုခွင့်ရှိသူကို DPP ကအချိန်ချင်းဆက်သွယ်မေးမြန်းမှုစူးစမ်းပေမဲ့လက်ရှိအချိန်ထိပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။ကျွန်တော်သုဒ္ဓချမ်းသာပါ။ TVU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမတို့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။